။ဘာလဲအပါလေးလီးပါလေးလားအပါလေးပါလို့အောင်ပါ။စားကြည့်မနေ့ကစော်ဖုံးကြီးဖမ်းခိုင်းလိုက်ကွာ။စဖိုဟင်းကဟောင်းလာကြပြီနော်စဖိုဟင်းကမင်းငါတို့နေကို live ပဲ MND အလန်ရှိမှဗီဒီယိုလည်းရိုက်ရဲလာချမ်းမတ်54ကိုငွေကြက်သိန်းပေါင်း2.8တန်းနဲ့ဧပြီလ29ရက်နေ့မှာ စရုပ်ထအကျင်လီလံပြဖို့တရားရုံးကဆုံးဖြတ်ချက်ချလိုက်ပါတယ်လူကြီးသားကိုတက်ကြတယ်အဲ့ကိုကိုတက်ဆိုတဲ့ကောင်လူကြီးသားဆိုရင်စောက်ခွက်ထွက်ပြပြီးပြောလေငါကဘယ်ဘုံချုပ်ကြီးရဲ့သားပါငါဘယ်ဘုံချုပ်မူရဲ့သားပါ ငါကတိုက်ပြီးတိုက်ခံတော့ဘာလို့ပါလဲပြောလေအဲ့လူကြီးသားရောကျွန်တော်ကဘာလို့ပါလဲလီးလံထားလိုက်ပါပေါ့အဲ့ကောင်ကျွန်တော်ကအဲ့လူကြီးသားဘာလို့လို့လဲတိုင်းပြီးတော့ဘာလို့လဲကျွန်တော်မေးမေးနေတာပါနော်ကျွန်တော်တို့ကအကြောင်းမဲ့မပြောဘူးစောက်ခွတ်တော်မပြရဲတဲ့ကောင်တောင်းမှန်ရမယ်ဆိုတော့စောက်ခွတ်မပြရဲတဲ့ကောင်လီးနေပဲထိုးမယ်လို့ပြောလိုက်မှာပေါ့ပူးတက်တယ်မလုံးနဲ့နော်ဇော်ဘိုးရဲ့အခုဒီနေ့ဒီချိန်ဒီဘာလို့မဖမ်းတာလဲသိလား စော်ဘုံရဲ့ဘာခွန်ရေးမှမယူဘူးနော်တကြက်တပြားမှမယူဘဲနဲ့တိုင်းပြည်ကိုတကယ်ချစ်တာပေါ်လွင်လို့မနေ့ပြန်လာဗမ်းမဲဟာချိန်ပြေးလာလိုက်မေလိုအထက်ဘောက်ဖီတွေမင်းတို့လိုစိတ်သက်မျိုးတွေကအဲ့ဝေါ်သပင်ရှင်နဲ့ကောင်ကျွန်တော်တို့လာပြောတယ်ဘာလဲအဲ့ကောင်နာမည်တစီဆွဲတဲ့ကောင်လားအဲ့ကောင်သပင်ရှင်နဲ့မျက်မှန်နဲ့ဆိုင်ကယ်နဲ့ဖိုက်တာလို့လို့ဘာလို့လို့ပေါ့အဲ့ဘဲကိုလည်းကျွန်တော်ပြောနေတာအစော်ဘုံရင်မင်းကစစ်တပ်ကိုဘာလို့ညာလို့ဆိုတာကျွန်တော်ကဓာတ်ပုံရှိတယ် ျွန်တော်ဖန်ကျွန်တော်တမတော်ကာကွယ်ဥစည်းချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးအဘကကြိုကြီးဦးမင်းအောင်လိုက်ဗိုလ်ချုပ်မူကြီးဦးမင်းအောင်လိုက်ပို့လိုက်မှာအဲ့တပ်ပုံကျွန်တော်ကရှောက်ပြောတာမဟုတ်ပါဘူးခင်ဗျာလို့ကျွန်တော်လည်းစိတ်ထဲမှာကိုယ့်ရဲ့အမြန်နှမ်းပေါ်မှာဒီလိုဒီလိုဖြစ်နေတဲ့အရာတွေအားလုံးပေါ်မှာခံစားမိတယ်ခံစားချက်တစ်ခုကြောင့်နဲ့ကျွန်တော်အဲ့ဒါတော့ပြောမိတယ်အဲ့ပြောမိတာကျွန်တော်မားတယ်ဆိုလို့ရှိရင်အဲ့မားတယ်လို့ကျွန်တော်ဖမ်းတယ်ဆိုရင်အဲ့အဲ့အဲ့ဒါတွေပြောလို့ ျွန်တော်ကအဲ့အရေးပြောမိလို့ကျွန်တော်ဖမ်းနေဆိုရင်တော့ကျွန်တော်ဓာတ်ပုံလေးနဲ့ပြပြစေဆိုပြီးတော့ကျွန်တော်ပြလိုက်ပါလေအရက်ဘယ်နားမှာတောက်တယ်ဘယ်ခုံမှာတောက်တယ်ဘယ်သူတွေနဲ့တောက်တယ်ကျွန်တော်ပြလိုက်ရုံပဲလေဟုတ်ကျွန်တော်လည်းဒါတော့မြင်တာတင်တာကျွန်တော်ပြောတာပေါ့အဲ့တော့ဘာတွေဖြစ်မှန်းမသိဘူးဆဖိုဟင်းကဟောင်းလာကြပြီနော်ဆဖိုဟင်းကဟိုဘက်လလိုဒီဘက်လလိုဟိုဘက်လလိုဒီဘက်လလိုတွေဖြစ်နေတယ်ဟုတ်ပြီအခုခင်ဗျားပြောတဲ့စကားတိုင်းကျွန်တော်တို့အဆက်တော့ပြောကြည့်ရအောင်နော် MNDAA AA TNNAA now KIA အဲ့ဒီခေါင်းဆောင်တွေကရုရှားကိုတွားလို့ရလားအာဆီယံမှာသူတို့တွားလာလို့ရသလားလဲဟုတ်ပြီနော်အဲ့ဒီခေါင်းဆောင်နေရာကမုံမြတ်တဲ့စိတ်ထားတွေလို့ပြောလို့ရတယ်နော်နိုင်ငံရဲ့အာဏာနိုင်ငံရဲ့ပါဝါရောအတင်းအတ္တမလှူယူထားတဲ့သူတွေမဟုတ်ဘူးပီဒူတွေကနေတင်မြောက်တဲ့ခေါင်းဆောင်ခေါင်းဆောင်ဆိုတာနှမျိုးနှစားရှိတယ်အဲ့ဒါဝမင်းတေးလားဟမ်ပီဒူလူဒုကတင်မြောက်တဲ့ခေါင်းဆောင်ရှိတယ်အတင်းအတ္တမတက်ယူတဲ့ခေါင်းဆောင်ရှိတယ် အဲ့ဒီကောင်းဆောင်နှမျိုးရောတည်သလား TNNA AA KIA MNDA တိုင်းနာလက်နဲ့ကင်မြေကောင်းဆောင်နေဒီသူတို့ကိုယ်တိုင်အသင်အာဓမတက်ယူထားတဲ့ကောင်းဆောင်တက်ရမှာမရှိဘူးမင်းအွန်လိုင်းမင်းအွန်လိုင်းဆိုတာအရှိတော့မအားလာပါတော့ငါတော့မအားလာကိုအတိတ်ပဲလို့လို့တူတူရှင်းနေပြန်လိုက်တယ်မအေးလို့ဟုတ်လားအဲ့ဒီရဲ့အခါကျတော့သူကနိုင်ငံရဲ့အာဏာနိုင်ငံရဲ့ပါဝါကိုအသင်အာဓမလွတ်ယူထားတာ နေမွေးလက်ထက်ကနေအခုမင်းအောင်လေလက်ထက်ထိပြည်သူကနေမခန့်အပ်ထားတဲ့ကောင်းဆောင်ဘာလို့ရှိတယ်လဲကိုကလည်းကိုစဉ်းစားဟုတ်တလားအေးလူတူကနေခန့်အပ်တဲ့ဟာမှကောင်းဆောင်စစ်ကောင်းဆောင်မှန်နော်အသေးအရမတက်ယူလို့ကောင်းဆောင်ဖြစ်နေတဲ့အရာမျိုးကတော့ရရင်ပြောလိုက်မယ်ထွေးပြီးစားစတူးချက်ကိုယွန်းတယ်ထွေးပြီးစားစတူးချက်ကိုယွန်းတယ်အဲ့တော့တဖက်တဖက်လူကိုလက်ညှိုးတစ်ချောင်းထိုးမှဆိုကိုယ့်ဘက်ကိုကြံတဲ့လက်သုံးချောင်းကပြန်ရောက်နေရနော် တခြားတော့တိုင်းတိုင်းတခြားတော့လက်နဲ့ကင်ကောင်းအောင်မဆော့ကားပါနဲ့ဆော့ကားခဲ့မစင်မင်းကိုယ်ဝင်နေမင်းအဖေမအီလို့မင်းအွန်လိုင်းရအာနာကိုအသိအဓမ္မယူထားတယ်ဆိုတော့မှတ်ထားနော်အေးအခုတဲ့ပြောလိုက်မယ်မင်းတို့အဲ့လောက်အထိပိုင်စိုးနေတယ်ဆိုလို့ရှိရင်မင်းအရင်အာကိုတယ်မင်းအဖေမင်းအွန်လိုင်းကအာကိုနေရတယ်ဆိုရင် မင်းလွတ်လွတ်လပ်လပ်သွားလာလို့ရတယ်ငါတို့လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်ခဏနေစဉ်ကြည့်ငါထပ်ပြီးမင်းတို့ရဲ့စစ်တပ်ရှိမှငါကိုယ်တိုင်ဗီဒီယိုတစ်ပြန်ရိုက်ခဲ့ပြရှင်းသလားဟုတ်ပြီလား နိုင်ငံတော်၏တမန်ကပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ချမ်းမှတ်54နေကိုငွေကျပ်သိမ်းပေါင်း2.8တန်းနဲ့ဧပြီ29ရက်နေ့မှာစတုဒ္ဓကျင်းဒီလန်ပြဖို့ကမာယုခရံကြာယုံကဒီတပတ်ယုံကြီးမှာအမိန့်ချလိုက်တာပါဖေဗူရီ9ရက်နေ့ကချမ်းမှတ်54ကိုငွေကျပ်သိမ်းပေါင်း2.9ခွန်တန်းနဲ့တတိယကျင်းဒီလန်တင်ခဲ့ပြီးလေလံဆွဲမဲ့သူမရှိတာကြောင့်ပွဲပြတ်ခဲ့ပါတယ်ကျယ်လူဦးအောင်ဆန်းဦးကငွေကျပ်သိမ်းပေါင်း2.9တန်းနဲ့လေလံစည်းလျှော့ချဖို့ကြာယုံကိုအဆိုတင်ခဲ့ပြီးကြာယုံကဦးအောင်ဆန်းဦးအဆိုပြုထား ားရထက်နေတဲ့ပမာဏနဲ့လည်လံထပ်ပစ်ဖို့ဆုံးဖြတ်ခဲ့တာပါ။မဆက်ဘူးရင်လည်းပြင်မယ်ဗျ။အဲ့ဒါနဲ့ဆက်ဖို့ဒီဘက်ဆယ်ရင်းတမ်းပေါ့သူကြီးစာတင်တာလည်းရှိမယ်ကျွန်တော်တော့တော့မှတော့မရပါဘူးဟုတ်ကဲ့ငါဖုန်းခဲ့ပေးရမယ်ဖုန်းပေးပါဦးဒီကသိဆိုမှုတွေစာတင်တာမရဘူးဆက်တယ်လို့ကစာနဲ့တရားမဝင်ဘူးလေဗျဟိုသူ့ကိုပဲစာတင်တာပဲရှိတယ်နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှင်နေအဖွဲ့ဟာကာရီကန်ရှင်ရဲ့သဘောထားကိုမသိရဘဲအမှုကိုဆက်ရင်ဆိုင်နေရတာဖြစ်ပြီးဥပဒေကြောင့်အရအမှုစတင်ကလေးကရှင်နေကိုယ်စားလှယ်လွှဲစားလုပ်ပိုင်ခွင့်တွေအရဆက်ပြီးအမှုလိုက်ခွင့်ရှိနေတာဖြစ်ပါတယ်။အမှုနဲ့ပတ်သက်ပြီးကာရီကန်ရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကိုတရားဖို့လူချင်းတွဲဆုံဆွေးနွေးခွင့်ပေးဖို့တရားရုံးကအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့တရားရုံးကလည်းလျှူထားခဲ့တာပါ။ ဒီအခုကိစ္စနဲ့ပတ်သက်လို့အစရကောင်းရမှုပြည်ကိုယ်တိုင်စတာပေါ့ပါဝါပေးထားတဲ့အတွက်ကိုမှုတွေရဲ့အကျိုးတွေကသူရဲ့တိတ်တန်နေခွင့်နဲ့ချိန်တိတ်တန်အောင်လုပ်ပြီးဥပဒေနဲ့ညွတ်တဲ့ကောင်းရမှုမှန်နေမှာကိုချိန်တိတ်ရတဲ့လုပ်ပန်းရှိပါတယ် ကမာယုခန်ကြာယုံက2024မတ်လ20ရက်နေ့မှာချမ်းမတ်54ကိုချန်ကင်းစီငွေကြက်သိန်းပေါင်း3,350,000နဲ့ပထမအကြိမ်လေးလံတင်ခဲ့ပြီးဩဂတ်စ်လ15ရက်နေ့မှာချန်ကင်းစီငွေကြက်သိန်းပေါင်း3,000တိနဲ့ဒုတိယအကြိမ်လေးလံတင်ခဲ့တာပါ။ဒေါ်ဆန်းစုကြည်က2022ဒီဇင်ဘာလမှာရှင်းနေဖွဲ့နေနောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီးအချိန်2နှစ်နဲ့3လနီးပါးပြင်ပနဲ့အဆက်အသွယ်ဖြတ်ခန့်ထားရပါတယ်။ရန်ကုန်ပြည်လမ်းမကြီးနဲ့ရန်ကုန်မန္တလေးလမ်းမကြီးပေါ်မှာပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေက နော်လုံခြုံရေးရစစ်စစ်ဆောင်မှုတွေလုပ်တယ်နော်အဲ့တော့ရွေးကောက်ပွဲလုပ်ဖို့လို့ဩနေတယ်မင်းအောင်နိုင်ရခွေးဖြစ်တာပေါ့ဟမ်ဘယ်နေရာရွေးကောက်ပွဲလုပ်မလဲရန်ကုန်ပြည်လမ်းတို့ရန်ကုန်မန္တလေးလမ်းမကြီးတို့အပေါ်အဆလုံခြုံရေးတက်ပြီးတော့စီစဉ်ဆောင်ရွက်နေတယ်ဆိုတဲ့က PDF တွေလုံခြုံရေးနေဆိုတဲ့ကရွေးကောက်ပွဲကဘယ်နေရာကိုသွားလုပ်မှာလဲညွန့်နယ်ပေါင်းဟုတ်လားဘယ်နှစယ်ကိုရွေးကောက်ပွဲလုပ်ရကျူကျူလားညွန့်နယ်လေးကိုရွေးကောက်ပွဲလုပ်ပြီးတော့အဲအဲ့ဒီနေရာမှာမင်းအောင်နိုင်အုပ်ချုပ်မှာထင်းတယ်အဲ့လိုမှလည်းရတော့မယ်ဟုတ်တယ်လေ နော်ဒါကြောင့်မလို့ဘောမတွေတင်းတယ်ဆိုရင်တင်းเสียလောင်တယ်ဆိုရင်လောင်เสียအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိတော်လှန်ရေးမှာနော်တစ်ဖက်ကလောင်နေတယ်ဆိုတော့ဒါကိုပြောတာနော်ဒီနေ့ဒီ Ranger ရေးတဲ့ပတ်သက်လို့ခုလနှစ်မှတ်ကမှာမဲခွဲဆုံးဖြတ်တဲ့အချိန်မှာအမှရေးထားတဲ့စာသားကိုဒီစစ်တပ်ကိုအဲပထွေးတော်ထားတဲ့ Russia ကအဲ့ဒီမှာစာသားတချို့ကိုပြင်ဖို့ပြောဆိုတဲ့နေရာမှာလဲနော်ကန့်ကွက်ခဲ့တာပေါ့သူတို့ကန့်ကွက်တဲ့နေရာမှာဒါပေမဲ့ထောက်ခံမဲများတဲ့အတွက်အဲ့ဒီစာသားကိုမပြင်ဘဲနဲ့နော်အဲဒီတိုင်း တင်သွင်းလိုက်နိုင်ခဲ့တယ်ပေါ့အဲ့တော့အဲ့ဒါအကြီးချင်းအဖြစ်လက်ရှိအကြမ်းဖက်စစ်ကောင်စီကဒီတရုတ်နဲ့ရုရှားကိုအားကိုးပြီးတော့ဒူအာနာရဖို့ဒိုးစားနေတာဖြစ်ပါတယ်ဒါပေမဲ့လို့နိုင်ငံတကာပြည်အားတွေကြားမှာလူဟာမလူတာမလွတ်တာဖြစ်နေတယ်ဘာကြောင့်မို့လို့သူတို့ရဲ့သူဖေးတော်ထားတဲ့ရုရှားကိုယ်တိုင်ကအစနော်ဒီနိုင်ငံရဲ့ကမ္ဘာရဲ့အရေးခင်းတွေမှာ pressure တွေဖိငံထိတာဖြစ်တယ်သူကိုယ်တိုင်လည်းစစ်ရုံးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတယ် အဲ့တော့အင်အားကြီးနိုင်ငံဖြစ်လို့တာဟန်မပြက်စစ်ကောင်စီလိုမျိုးဒီပါစီပေါ်မောင်းကိုထောက်ပံ့ပေးထားနိုင်ငံတကယ်တော့ရုရှားနဲ့တူကိုတိုင်ဖုံးလိုက်ဖုံးလိုက်ဖြစ်နေတဲ့အနေအထားပဲအဲ့တော့ကျွန်တော်တို့နိုင်ငံမှာကြည့်လိုက်မယ်ဆိုရင်ဟိုရွေးကောက်ပွဲကိုစစ်ကောင်စီကမဖြစ်နေချင်းပေါ့မယ်လို့မင်းအောင်လည်းတသွင်းပြောနေတယ်အဲ့တော့ရွေးကောက်ပွဲဘာကြောင့်ကျင်းပဖို့လိုပါလဲဒီရွေးကောက်ပွဲမှမထွက်ရင်မင်းအောင်လည်းမထွက်เสียအောင်မရှိတော့ကျူကျူလက်တစ်ဖက်ပဲရှိတော့ကျူလက်ပေါက်ကြတော့ထွက်လို့မရဝင်မရဘူးဒါကြောင့်မို့လို့မင်းအောင်နိုင်ငံရွေးကောက်ပွဲကိုရအောင်ထွက်မယ်လို့ပြောတာ အဲဟိုမတိခင်မှာဤတစ်ချက်ပေါက်တယ်လို့ပေါ့နော်ဒီတိန်းစိန်တို့အပါဝင်စစ်ကောင်းဆောင်တွေကိုတူဝေးကသွားကထော့တယ်လို့ခြားသိရတယ်ဒါဟာလေဒီအာနာရှင်တွေရဲ့နောက်ဆုံးလုတ်เสียမှရှိလုတ်တင်လုတ်ထိုက်တာမှန်မတိမလုတ်တင်မလုတ်ထိုက်တာမှန်မတိနော်တစ်ချိန်ကဘာမှန်မတိပဲနဲ့ကြောင်ထိုးခဲ့တဲ့ကောင်တွေအခုမှအဲပလင်ပေါ်ဆွဲတင်ခုံပေါ်ဆွဲတင်ပြီးတော့ထိုင်ကထော့နဲ့လုတ်ရမျိုးဒါအာနာရှင်တိုင်းလုတ်တယ်လုတ်ရဒါနောက်ဆုံးထွက်တဲ့အချိန်မှာပေကန်နီးဟုတ်လားဘာဖြစ်ဇောခုနှစ်ချက်တန်းတယ်လို့ပဲ ဒါအာနာရှင်တွေကဂရာဖီတုံးကလည်းဒီလိုပဲဂရာဖီနောက်ဆုံးနေ့ရက်များအောင်ကြည့်လိုက်ပါနော်အာနာရှင်ဂရာဖီဟာတိုင်းပြည်ပေါ်ကိုဗရောက်ထုတ်ခဲ့တယ်ဂရာဖီရဲ့နောက်ဆုံးနေ့ရက်အချိန်မှာဂရာဖီဘာတွေလုပ်ခဲ့တယ်ဘလို့ကျင်ညာခဲ့တယ်ပြည်သူပေါ်ကိုဘလို့ဆက်လိန်ခဲ့တယ်အဲ့ဒါတွေအားလုံးဒီယနေ့မင်းအောင်နိုင်လုပ်နေတဲ့ပုံနဲ့တစ်ထပ်သေးပါပဲဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်တွေဘလောက်ပဲပေါ်လာခဲ့ပေါ်လာခဲ့ဒီမင်းအောင်နိုင်အချိန်မှာတော့ဒါနောက်ဆုံးထုတ်ငင်းရမယ့်အချိန်ဖြစ်တယ် နော်အခုဆိုရင်ဒီလက်ရှိအာဆီယံရေခင်းအာဆီယံရေခင်းမှာဒီထိုင်းနိုင်ငံအစည်းအဝေးမှာမင်းအောင်နိုင်လာမယ်လို့ကြားသိရတယ်ဒီပေါ်မှာလည်းတော်လှန်ရေးအင်အားစုတွေအခြားတော့ရက်ဖက်အဖွဲ့အစည်းတွေတော်တော်ကန့်ကွက်ကြတာတွေ့တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကမင်းအောင်နိုင်ရဲ့အနေအထားကဟိုတူဖို့အာမခံတဲ့တရုတ်နဲ့ရုရှားတောင်မှတူဒီနော်မြန်မာနိုင်ငံရဲ့ဒီအာဏာသိမ်းထားတဲ့စစ်ကောင်စီဒီမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်ပါလို့ရုရှားမပြောထားဘူးနော်တရုတ်မပြောထားဘူး အဲ့တော့မြန်မာနိုင်ငံတရားဝင်အစိုးရဒီကာလမှာဘလူလဲမေးလိုက်ရင်တရားဝင်အစိုးရကပြည်သူအဆင့်မရှိသေးဘူးပြည်သူဒီသာမြန်မာနိုင်ငံတရားဝင်အစိုးရဖြစ်တယ်ဒါကြောင့်မလို့ပြည်ပရောက်နေတဲ့နိုင်ငံတကာအတိုင်းအဝန်းမှာကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့မျက်နှာငယ်ရတာဖြစ်တယ်တော့ဒါကြောင့်မလို့နိုင်ငံတကာရောက်ရှိနေတဲ့ပြည်သူတွေအနေနဲ့ဒီကာလမှာကိုအားကိုကိုတဲ့ကာလဖြစ်တဲ့အတွက်ဒီဥပဒေပေါင်းတဲ့ကနေလှုပ်ရှားနေထိုင်ပြောဆိုကြဖို့နော်အားလုံးကတတိပေးပြောဆိုနေကြတာပဲဖြစ်တယ်ဒီကာလမှာကျွန်တော်တို့မှအားကိုးစရာမရှိဘူးဟုတ်တယ်နော်နိုင်ငံမှာအစိုးရမဲ့နေတဲ့အခြေအနေ တော့နိုင်ငံကကကျွန်တော်တို့ကောင်းတဲ့နိုင်ငံရှိတယ်လို့ကျွန်တော်တို့နှိမ့်တဲ့နိုင်ငံရှိလိမ့်မယ်ကျွန်တော်တို့တိုင်းပြည်တိုးတက်တာကိုမနာလိုတဲ့တိုင်းပြည်တွေရှိလိမ့်မယ်ကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီရဖို့အတွက်ကိုညီပံ့ပိုးတဲ့တိုင်းပြည်တွေရှိလိမ့်မယ်အဲ့တော့ဘလို့ဖြစ်ကျွန်တော်တို့ကအမိမဲ့ငါရင်းစင်းရင်းနှင်းငါလိုပဲเนาะအမိမဲ့တာရင်းနှင်းငါလိုပဲကျွန်တော်တို့အတက်ရှူဝါဖို့အတွက်เนาะဒီအချိန်ကာလလေးမှာအတက်ရှင်နိုင်ဖို့အတွက်เนาะကောင်းမှုရည်တည်နိုင်ဖို့အတွက်ကိုကျွန်တော်တို့အကောင်းဆုံးကြိုးစားအောင်အဲ့တော့ဒီဘက်မှာရောက်ရှိနေတဲ့လူတွေအနေနဲ့ဒီဘက်မှာတော့တကယ် တခဏတရင်ကကျွန်တော်ဒုက္ခတွေကိုမေ့ပြောင်းပြောင်းနေတယ်ဗျာဘာလို့ပြီးမှမှာအလုံးလုံးနေတယ်နော်ကိုယ်ဆိုင်ကိုယ်ဆင်းနေမယ်ကိုယ့်အလုပ်ကိုယ်ဆင်းနေမယ်ပုံမှန်လက်ကရနေမယ်ဒီကရရလက်ကနဲ့ဒီဘက်နိုင်ငံအေးချမ်းတဲ့အတွက်အုတ်ထိုင်းနိုင်ငံမှာရောက်ရှိတဲ့လူတွေဆိုရင်ကိုယ့်အလုပ်ကိုယ်လုံးနေမယ်ကိုယ့်အလုပ်ကပုံမှန်လက်ကထွက်နေမယ်အဲ့လက်ကလေးကိုယူမယ်ထိုင်းနိုင်ငံမှာနေထိုင်စားသောက်ဝယ်ချမ်းမယ်ပြီးရင်တွားလှန်မယ်အဲမြို့ပေါ်မှာတော့ရှိနေတဲ့မြို့ပေါ်မှာတော့ပတ်စံလေးပို့ပေးလိုက်မယ်ငါတို့ဘုရားအေးချမ်းနေပြီလို့ထင်ကောင်းထင်နေလိမ့်မယ်လုံးဝမှားပါတယ်ကျွန်တော်တို့တိုင်းပြည်မှာဒီအာနာရှင်မင်းအောင်လှိုင်တာတိုင်းပြည်ရဲ့အာနာကိုရပါကြည့် ်ခမားတို့ထိုင်းနိုင်ငံမှာဒီပုံစံနေလို့မရစေရတာကိုကျွန်တော်လယ်ပင်းဖြတ်ကြည့်လောင်းရည်အဲ့ဒါဘာလဲဆိုတော့လက်ရှိတိုင်းပြည်တိုင်းတိုင်းပြည်တိုင်းဟာအာနာဒီပြည်သူစီမှာတက်ရောက်လေဆိုရင်အဲ့ဒီတက်ရောက်တဲ့အာနာကိုပြည်သူကဘယ်သူ့ကိုအနှင်းလဲအဲ့လိုအနှင်းခံရတဲ့ဒီမိုကရေစီတိုင်းပြည်ကြီးတယ်ဒါမှမဟုတ်ပြည်သူမအနှင်းမဲ့နဲ့အခုလိုမျိုးတိုင်းပြည်အာနာကိုအတင်းအဓမ္မနော်သူတို့လက်ထဲကိုဟိုလက်နဲ့အားကိုနေဘုံမြောက်ကိုလေးရလိုမျိုးနော်ဒီ လက်ရှိအာဏာတိုက်ခတ်တဲ့စစ်ကောင်စီလိုမျိုးဒါမျိုးအတင်းအကျပ်မကောက်ဘူးလေမြတ်ကိုဒီရက်ကျတော့ဒီကင်ညောင်ဝံဦးစီးတဲ့အစိုးရကိုကဘာကအစိုးရပြစ်သိမှတ်ပြူလာတာဒါမင်းအောင်နိုင်အောင်တိမှတ်ပြူလာမှာဒါမှမြန်မာစစ်အာဏာရှင်တွေနဲ့မြတ်ကိုဒီရက်အာဏာရှင်တွေဘာပွာွားလဲကျွန်တော်တခုပဲနိုင်ထင်ပြမှာဒီနေ့တည်င်းတခုတက်လာတယ်နော်တိုက်လေရင်တည်းကြီးတဲ့ drone ရှိမှာဒီမြတ်ကိုဒီရက်ခေါင်းဆောင်ကဓာတ်ပုံရိုက်ထားတယ်အဲ့ဒီတည်င်းတဲ့သူဘာလို့လဲဆိုတော့မြတ်ကိုဒီရက်ဟာတဲ့ AI နည်းပညာကိုအတုံးပြူပြီးတော့ဒီ drone တွေဖောက်ခွဲရေးကိစ္စတွေမှာ AI မီးပညာအောင်တုံးတယ် AI ဆိုတာအခုမှထွက်လာတာနော်ကျွန်တော်မြန်မာပြည်သားတွေဆိုရင်နော်တိုင်းပြည်ရဲ့တုံးမမဟုတ်ဟိုနှစ်ပုံလောက်ပဲတပုံလောက်ပဲ AI ကိုနားလည်လေဦးမယ်နော်ဒါ AI ရဲ့နီးပညာအတုံးဝင်မှု AI ဘယ်လိုလောက်ကလာဆိုတာကျန်တဲ့နှစ်ပုံလောက်ကဒါကျွန်တော် short ပြောထားတာနော် AI ဆိုတာဘာမှတော့မသိတဲ့လူတွေအများကြီးရှိတယ်ဒါကိုယ်နိုင်ငံကိုတိတ်ခါချပြောလာမဟုတ်ဘူးနော်ကျွန်တော်တို့ကိုယ်တိုင်လည်း AI ဆိုတာဘာလဲဆိုတာအပြည့်အဝမသိသေးဘူးလေ့လာနေအဆင်မရှိဘူးအဲ့တော့ဒီလိုမျိုးအနေထားတော့မှမြောက်ဖို့ဒီရာဒီ ကျွန်တော် AI နည်းပညာအောင်လုပ်ပြီးဒီလောက်တိုင်းလေနဲ့ကြီးတဲ့ drone ကိုတိစောက်ပြီးတော့သူတို့နိုင်ငံအတွက်စစ်ရေးမှဥဆောင်နိုင်တယ်အဲ့တော့မြောက်ကိုရီးယားအစိုးရကိုကဘာကမထီရဲဘူးဒီနေ့ဒီအမေရိကန်တို့နိုင်ငံမျိုးတော်ရှင်ချလို့ရှိရင်မနိုင်ဘူးဆိုပေမဲ့ပြန်ပြီးတော့စိတ်ခွန်နိုင်တယ်ပြန်ကလန်ကစံပြောနိုင်ဒါပေမဲ့မြောက်ကိုရီးယားဒီအာနာရှင်နိုင်ပြီမြန်မာပြည်နေဝင်လက်ထက်ကစပြီးတော့အခုမင်းအောင်လက်ထက်ထိတိုင်းပြည်ကိုအာနာရှင်ဖြစ်သွားတယ်ဒါပေမဲ့ရှင်းရှင်းပြောရင်ဘင်္ဂလားဒေ့ရှ်ဝင်တိန်းအောင်မတိန်းခံထိမဲ့အနေအထားဖြစ်နေပြီအဲ့ဒီဟာပါလေနော် သူများနိုင်ငံကအာနာရှင်ဒီသူတို့ကိုယ်တိုင်နဲ့အာနာဖြစ်အောင်တိဆောက်တယ်တိုင်းပြည်ရဲ့တပ်မတော်ကိုလည်းအာနာရှင်တပ်မတော်ဖြစ်အောင်တိဆောက်တယ်တောက်တင်းခိုင်မအောင်တိဆောက်တယ်ကျွန်တော်တို့တိုင်းပြည်ရဲ့အာနာရှင်တွေကတိုင်းပြည်တပ်မတော်ကိုလည်းစုပ်ပြက်ကြအောင်လုပ်ခဲ့တယ်စစ်သားတွေဘဝကြီးတယ်ငတ်ပြက်စုပ်ပြက်နေတယ်ကိုင်းတဲ့တပ်ဖြတ်တွေကြီးတယ်အခုဒီကဘာစစ်ကတပ်ဖြတ်တွေစစ်တပ်ထဲမှာအခုရှိသေးတယ်ရဲတွေထဲမှာအခုရှိသေးတယ်နော်မြန်မာနိုင်ငံရဲတွေ၆လုံးမျိုးကြီးစုံလိန်ထိုးပြီးတော့ဟာတိုင်းမှာဘလူးကမကင်ဘူးစုံတယ်နော်ကြည့် အဲ့ဒီအနေထားကဘာကြောင့်လဲအာနာရှင်တွေတက်လာတဲ့မြတ်အာနာရှင်တွေအားလုံးဒီတိုင်းပြည်ကိုကောင်းအောင်မလုပ်ဘူးထားဒါပေမဲ့သူတို့စစ်တပ်ကိုတော့ကောင်းအောင်လုပ်ဖြစ်တာလေတဲ့စစ်တပ်ကိုလည်းကောင်းအောင်မလုပ်ဘာကောင်းအောင်သူတို့ညီကိုမောင်တို့ကမိသားစုအတွက်ပဲကောင်းအောင်လုပ်ခဲ့ကြတာအဲ့တော့ဒါတွေကိုစစ်တပ်အတိုင်းဝိုင်းရဲ့လူတွေနဲ့ပြီးဖို့လုပ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကနော်နာကြပါဆိုတာအထောက်ပြောတာသူများနိုင်ငံအာနာရှင်တွေဘယ်လိုတိစောက်ွားတယ်မြန်မာနိုင်ငံအာနာရှင်တွေဘယ်လိုတိစောက်တယ်ဒါလေးကိုပဲ တည်နေခြင်းပါတယ်အဲ့တော့ဘောမတွေလောင်နေဆိုတော့လောင်စရာပါအစအစကားပြန်ပြောမယ်ဆိုရန်ကုန်မန္တလေးအမြန်လမ်းပေါ်တော့ PDF တွေကတက်ပြီးတော့လုံခြုံရေးရစစ်ဆေးမှုတွေလုပ်တယ်ဆိုတော့မင်းအောင်နိုင်ကိုဇဒွေးစုလုံးမဟုတ်စောက်ပေါက်ကိုဖနှောင်းနဲ့ပေါက်ပြီးတော့ဟမ်နှကန်ကျင်းဝါတော့ခံရတာနယ်လေးတွေပြောရမယ်ဟုတ်လားမလားအဲ့တော့ဘောမတွေလောင်ရပါခဏများလောင်ကြနောက်ထပ်ဒီထက်လောင်စရာတွေရှိပါလိမ့်မယ်နော်ဂျေဇုတင်ပါလေ